ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ် episode 8မှာတော့ပြီးခဲ့တဲ့အပိုင်းမှာ seven bin ပေါက်ပြီးတော့တိုင်ပတ်နေတယ်ခြေကို DJ တို့အဖွဲ့ကပြသနာရှာနေပါတယ်တွင်ကလည်းသူပြန်လာတဲ့လမ်းမှာဂျင်းနဲ့ DJ တို့အဖွဲ့စကားပြောနေကြတာကိုမြင်လိုက်ပါတယ် DJ ကတော့စကားတွေပြောနေပြီမယ်ဂျေကတော့သူတို့ကိုမှတ်တော့မမှတ်မိပါဘူး DJ လည်းစိတ်တူသွားပြီးတော့ဂျီရဲ့ seven ကိုကံပြစ်လိုက်ပါတယ်ဂျီကတော့ဘာမှမစင်စားပဲနေသူ့ဘက်ကပဲ စထိုးပါရယ်ကြည်ဆိုတာကလည်းစကြဘူးသူများလုပ်တာကိုဒီတိုင်းညီခံတဲ့ကောင်းမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့သူတို့ဘက်က၃ယောက်ဖြစ်တာကြောင့်ကြည်ပဲခံလိုက်ရပါရယ်ကြည်ကတော့ဒီချင်းဒီမင်းတို့ကိုတီလဲမသိဘူးတီချင်းစရာအကြောင်းလည်းမရှိဘူးမင်းတို့လစ်လိုက်တော့လို့ပြောပြီးတော့ကောင်းပါနေတော့မှာတီချင်းကလည်းပိုစိတ်ကြိုသွားပြီးတော့ထထိုးမဲ့အချိန်မှာမင်းတို့ကောင်တွေမပြီးကြသေးဘူးလားဆိုတဲ့အတန်ထွက်လာပါရယ်တီချင်းကတော့တွင်ကိုကြည့်ပြီးတော့ ဘဲကယူထားရောက်လာလဲဆိုပြီးတော့ပြောလိုက်ပါတယ်။မင်းတို့ကတော့ယောက်တယောက်ကိုကွာ။အဲ့ဒါကတော့အတိတ်ပဲမရှိတော့ဘူး။ဆိုပြီးတော့သူပါဝင်ဆွဲဟန်ပြနေပါတယ်။ကြည်ကြည်ဘက်ကနှကောင်ကတော့ကြည်ကြည်ကိုတားလိုက်ပြီးတော့ဂျွန်ချောင်းကိုတည်တဲ့တယောက်ကပြိုတိုတိုပြောကပြန်ချဖို့ပြောနေပါတယ်။ကြည်ကြည်ကတော့ဂျွန်သယုတ်မှန်ကိုကြားလိုက်တော့ဖျားကျင်သွားပါတယ်။ပြီးတဲ့အခါမှာတော့ဘာမှပြန်မပြောတော့ဘဲနဲ့လက်ထွက်သွားကြပါတယ်။ဂျွန်ကတော့ဒီကောင်တွေ ငါ့အကြောင်းသိသွားတယ်ထင်တယ်ဆိုပြီးတော့ပီတိတွေဖြစ်နေပါတယ်တွန်းကဂျေးကိုလက်ကမ်းလိုက်ပြီးတော့မင်းအဆင်ပြေလားလို့မေးလိုက်ပါတယ်ဂျီကတော့မင်းနဲ့ဘာမှမဆိုင်ဘူးသွားလိုက်တော့လို့ပြောလိုက်ပါတယ်ကိုကြီးကတော့ဂျေးစုမတင်တဲ့အပြင်မှာနင်းလို့နေတာကြောင့်တွန်းကတော့နားမလည်နိုင်ဖြစ်နေပါတယ်မင်းနူးကတော့စော်လင်းတယောက်ကိုဖက်ကပြန်လာနေပါတယ်ဂျွန်ရဲ့ဂျေးကိုမြင်တဲ့အချိန်မှာကောင်မလေးတွေကိုချားခဲ့ပြီးတော့ထွက်လာခဲ့ပါတယ်မင်းနူးကဟေ့ မင်းမျက်နှာကဘာဖြစ်တာလဲလို့စတင်မေးပါဦးရင်ကျင်ကတော့တခြားကျောင်းအောင်ရင်ဒီကောင်ကိုဝိုင်းပြီးတော့မုံရင်ကကျွေးသွားတယ်လို့ပြန်ဖြေလိုက်ပါတယ်မင်းကတော့လက်မှာတီချစ်တူကိုမြင်ခဲ့တာကြောင့်သူတို့လက်ချက်မှန်သိလိုက်ပါတယ်မင်းကောင်တွေကိုလန်းကိုတွားကြတော့နောက်လာပြီးတော့အာယုံမနောက်နဲ့လို့ဂျေးကပြောပြီးတော့ထွက်သွားမယ်လို့နေပါတယ်မင်းဒီချင်းနေကြီးနဲ့စီးကန်းတော့တွားတင်တယ်ငါတို့လိုက်ဖို့ပြင်မယ်ပြောနေပြင်မယ်လေဂျေးကထွက်တော်ဖို့ပဲလုပ်နေပြီးတော့ခေါင်းမာနေရကြောင်းသူက ကုန်းဘိုးကိုရိုက်ပြီးတော့မြင့်သွားအောင်လှုပ်ပေးလိုက်ပါတယ်။ကြီးကတော့တစ်ချက်တည်းနဲ့မောက်သွားပါတယ်။သူကကြီးကိုပခုံးပေါ်တင်ပြီးတော့ချမ်းသွားပါတယ်။မင်းကြီးကိုတော့ဆပင်းကိုယူခိုင်းပြီးတော့နောက်ကနေလိုက်ခဲ့ခိုင်းပါတယ်။ဒါနဲ့မင်းဘယ်ကိုသွားနေရလဲလို့မင်းကြီးကမေးလိုက်ပါတယ်။သူကငါလည်းမသိဘူးလို့ပြေးလိုက်ပါတယ်။မင်းသူဘယ်သားမှနေရရောတော့တိလား။အားလည်းမသိဘူး။အေးကောင်းဒီမုံမလေးကကြော်တော့တော့သုံးကောင်ကြီးခီးလန်းအစပဲဖြစ်ပါတယ်။ သူတို့ကိုကြည့်နေကျောင်းလုံးကတငငချင်းတွေကိုတော့တတိယမိပါရင်နောက် episode မှာတော့ဒီသုံးယောက်ပလောက်ဘယောက်ကြလဲဆိုတာကိုမြင်တွေ့ရအောင်ပါဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့စောင့်မျှကြည့်ရှုပြေးကြပါဦးခင်ဗျာ episode နိုင်မှာတော့ပြီးခဲ့တဲ့အပိုင်းမှာရန်ဖြစ်ပြီးတော့မိသွားတဲ့ခြေကိုဒွန်းနဲ့မီနူကတဲထားခဲ့ပါရင်ဒါပေမဲ့ခြေအိမ်ကိုမသိတာကြောင့်နေရောက်သားကြောင်ပြောင်နေခဲ့ပါရင်မီနူကတော့အိမ်နားမှာရှိတဲ့စီးဆိုင်မှာပလာစတာတွေဝင်ဝဲလိုက်ပါသည်ကြောက်ချင်းမှာကြည်ရဲ့ညီလေးပြန်လာခဲ့ပါရင် ဂျီယန်ကြီးကလမ်းကြောက်လိုက်နေလမ်းကြောက်တစ်ခုကိုကြည့်လိုက်တဲ့အချိန်မှာတော့လမ်းပေါ်မှာလဲနေတဲ့ဂျင်းနဲ့အတန်းကြီးသမားနှစ်ယောက်ကိုမြင်သွားပါတယ်။တန်ရောင်တွေနဲ့ဂျီကိုမြင်ချင်းစိတ်ပူသွားတာကြောင့်ဂျေးလိုအော်လိုက်ပါတယ်။ဒွန်နဲ့မီနီကခေါ်တန်းကြောင်းပြင်ကြည့်လိုက်တဲ့အချိန်မှာတော့သူတို့နှစ်ယောက်ရဲ့ပုံစံကြောင့်ဂျီယန်ကြီးကကြောင်းသားလူမတွေလို့ထင်သွားပါတယ်။ဒွန်နဲ့မီနီကမင်းတို့ကိုတီးလို့လားလို့မြင်လိုက်တဲ့အချိန်မှာတော့သူပါရောသမခန်းမှာကြောက်တာကြောင့်ကျွန်တော်လည်းမသိပါဘူးလို့ပြောပြီးတော့ထွက်သွားပါတယ်။အရေးကြီးရင် သွေးနီးတယ်ဆိုတာဒါမျိုးကိုပြောတာဖြစ်ပါလိမ့်မယ်။ကျွန်းနဲ့မင်းကြီးကတော့ဂျေးရဲ့ညီကိုကြည့်နေချင်းနဲ့ရုပ်ချင်းစင်နေတာကြောင့်ညီကိုလေးဆိုတာရိပ်မိသွားပါတယ်။ဂျေးရဲ့ညီကတော့ကြောက်တာကြောင့်ပြေးပါတယ်။ဒါပေမဲ့ခြေထောက်တွေကတော့ဝေးနေတဲ့မြောင်ဝေးအောင်မြန်ပြေးနေပါမယ်လေ။အပေါ်ပိုင်းကတော့မရိပ်မိအောင်အေးဆေးပုံစံနဲ့လေတောင်းချွန်နေပါသေးရဲ့။ကျွန်းနဲ့မင်းကြီးကတော့တယောက်ကဂျေးကိုထိန်နောက်တစ်ယောက်ကစပင်းကိုထိန်ကဟိတ်ကောင်းလေးဒါမင်းအကူမလားရပ်ပါအောင်ဟောက်ဆိုပြီးတော့ပြေးလိုက်နေကြပါတယ်။ မိသွားတဲ့အချိန်မှာတော့အကုန်ရှင်းပြလိုက်တာကြောင့်နားလည်သွားပါတယ်ကျွန်တော်ကခင်ဗျားတို့ကျွန်တော်ကိုပါသမတော်မယ်ထင်းသွားတာဗျအဲ့ဆိုမင်းရကြောက်တာနဲ့ကိုယ့်ရဲ့အကူထားခဲ့ပြီးတော့ပြေးရမလားကျွန်တော်လည်းကျွန်တော်ကိုကျွန်တော်ဂယူးဆက်မင်းလေဗျာလို့ပြောလိုက်ပါတယ်ကျွန်နဲ့မိနေကတော့သူ့အတွက်သူပဲကြည့်တယ်တဒေါန်းစားလေးသူ့အကူနဲ့တပုံစံနဲ့ပဲလို့တွေးနေကြပါတယ်ခဏနေတဲ့အချိန်မှာတော့ဂျီလူရဲ့အိမ်ကိုရောက်သွားကြပါတယ်အိမ်ရောက်တဲ့အချိန်မှာတော့ ဂျေးရဲ့မျက်နှာပေါ်မှာရှိတဲ့ဒဏ်ရာတွေကိုပလတ်စတာတွေကပ်ပေးထားပါတယ်။သူတို့နှစ်ယောက်ကဂျေးတို့အပေါ်မှာဘလုံးတွေဆက်ဆံဆက်ဆံခေါင်းထဲမှာမထားဘဲနဲ့ကျူးဆိုက်ပေးရှာပါတယ်။မင်းကြီးကတော့ဂျေးရဲ့ညီကိုမင်းတို့မိဘတွေပြန်မလာသေးဘူးလားလို့မေးလိုက်ပါတယ်။ကျွန်တော်တို့မိဘတွေကအိမ်မှာရှိတဲ့အချိန်ဆိုတာရှားတယ်လို့ပြန်ဖြေလိုက်ပါတယ်။မင်းကြီးကတော့မင်းတို့အိမ်လေငါတို့အိမ်လိုပါပဲလားလို့ဆိုပြီးတော့တွေးနေပါတယ်။ပြီးရင်တော့ဂျေးကို အခန်းကိုဆက်ဆုနေပြီးတော့စောင်းနေပြည့်နေနေရကြောင် ပြင်းမုံကောင်ကြောင့်ပြောနေပါတယ်။ကျွန်တော်ဒိုနဲ့မီနူကကြီးရဲ့ဇပွဲပေါ်ကတပ်ပုံကိုကြည့်နေပါတယ်။တပ်ပုံထဲမှာတော့လူကြီးတယောက်နဲ့ကလေးတယောက်ပြီးတော့စပင်းနေတဲ့စည်းဖြစ်ပါတယ်။ထို့အချိန်မှာကြီးနှုတ်လာပြီးတော့တပ်ပုံကိုဆွဲယူလိုက်ပါတယ်။ပြီးတော့အာမနာရှာမကျူမင်းတို့ငါအင်ကနေထွက်သွားလိုက်တော့လို့ပြောလိုက်ပါတယ်။မင်းအလုပ်တော့မပြောနဲ့လीကွာ။ငါတို့မင်းကိုအင်ကြီးတဲလာပြီးတော့ဘလောက်ထိကြီးဆိုင်ပေးတာလဲဆိုတာကိုကြည့်လိုက်ဆိုပြီးတော့မြင့်မှန်နေသူရနာသူမြင်အောင်ပြလိုက်ပါတယ်။ ဂျီကတော့ပလတ်စတာတွေကိုခွာချလိုက်ပါတယ်။ဂျီကခက်တယ်လား။ဟိုနှကောင်ကလည်းအမှတ်မရှိပါဘူး။တာတော်ဂျီရဲ့ကူနာဖွင့်ပြပေးဖို့တောင်းဆိုနေပါတယ်။သူတို့ကတော့ဂျီလူရဲ့ကူနာပေါ်မှာဘာတွေရှိမလဲဆိုပြီးတော့ရင်ခုန်နေကြပါတယ်။ဒါပေမဲ့ဂျီကညင်းနေတာကြောင့်ချုပ်ထွက်လိုက်ပြီးတော့ကူနာကိုအတင်းဖွင့်ကြည့်လိုက်ကြပါတယ်။ဒါပေမဲ့စိုင်းနဲ့ပတ်သက်တာတွေပဲရှိနေတာကြောင့်စိတ်ပြက်သွားပါတယ်။နောက်ဆုံးမှာတော့ blue sky ဆိုတဲ့ဗီဒီယိုဖိုင်လေးကိုဖွင့်ကြည့်လိုက်ပါတယ်။တော်ချိန်မှာဂျီရဲ့ညီကပါ အခန်းထဲကိုဝင်လာတာကြောင့်လေးယောက်သာပန်းရောင်တွေပြည့်နေတဲ့အခန်းထဲကိုရောက်သွားပြီးတော့နှာခေါင်းသွေးတွေပါ ရှင်တက်သွားကြပါတယ်။ကြည်ရင်ကြီးကတော့ပထမဆုံးလူကြီးဗီဒီယိုကိုကြည့်လိုက်ရတာကြောင့်နှလုံးတွေကအယောင်တွေထွက်နေပါတယ်။ပြီးတာနဲ့ဒုံနဲ့မီနူလည်းနှုတ်ဆက်လိုက်ပြီးတော့ကြည်ရဲ့အိမ်ထဲကနေထွက်လာခဲ့ကြပါတယ်။လက်မှာတော့ blue sky ဗီဒီယိုအကြောင်းပြောလာနေကြပြီးတော့နေ့ရက်သာအစင်တွေပြည့်နေကြပါတယ်။မီနူကတော့မင်းရဲ့ပုံစံကိုသဘောကျသွားပြီ။ငါတို့ဘော်ဒါတွေဖြစ်သွားပြီနော်။ Okay နောက်နေ့မှเจ้ามาတွေ့ကြတာဗောလို့ပြောပြီးတော့နှုတ်ဆက်လိုက်ပါတယ်ဆက်လက်လေးကလည်းကျွန်တော်အတွက်တော့ဒီနေရာလေးကဆက်ပြီးတော့ပိုအတိတ်ပဲရှိလာပါတယ်ဘလို့တော့ဘလို့ခံစားရလဲဒိုနဲ့မီနူကလည်းတယောက်နဲ့တယောက်နှုတ်ဆက်လိုက်ကြပြီးတော့ပြန်ခဲ့ကြပါတယ်မီနူအပြန်လမ်းမှာတော့တယောက်ကို ဖုံးဆက်လိုက်ပါတယ်ငါဒီညငါတို့အဖွဲ့ကိုအရေးကြီးပြောရရှိတခြားနီးစပ်ရာကိုလူကိုဖုံးဆက်ပြီးတော့ခေါ်ထားလိုက်ကြပြီးတော့တီကြီးတို့အဖွဲ့ကိုရောက်လာခဲ့ဖို့တေချာပြောလိုက်ပါ ဒီနေရာမှာပဲ episode နိုင်ကိုအဆုံးသတ်ထားပါရခင်ဗျာ။နောက် episode တွေမှာတော့ menu နဲ့ DJ တို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကျွန်တော်နဲ့အတူစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။